就瑞就就多少，咱就你俩拉巴勒个巴西，来追踪谁个中。 ကချင်မြို့သမီးအစီယုံတီထောင်ဒီအပေါ်မှာပါဝင်သူလည်းဖြစ်ပါသည်ယနေ့အထိ EC member အနေနဲ့တာဝန်ကိုလှုပ်ဆောင်ပေးနေတုန်းဖြစ်ပါသည် WRP စဖွဲ့နှုတ်ကဖွဲ့အစီအနေနဲ့လည်း WLB Women's League of Burma ကိုတိုင်ဗမာပြည်မှာရှိတဲ့တိုင်းရင်းသူ အလုံးစတုံးဖွဲ့ပါဝင်ပြီးစဖွဲ့ခဲ့တဲ့ဖွဲ့ဖြစ်ပါတယ်အဲဒါကြောင့်ခက်ခဲမြူးမြူးသားမှာအန်တီလက်ဝဲဘီမန်တပါတီကိုနေချင်းအနေနဲ့လှုပ်ဆောင်ပေးခဲ့တယ် KWAT ဟာဆိုလို့ရှိရင်အမျိုးသမီးများရဲ့တန်းတူညီမျှရေးတန်းတူအခွင့်အရေးနဲ့အမျိုးသမီးများခေါင်းဆောင်ပိုင်းနေရာမှာရောက်ရှိဖို့ရန်အတွက်နီးစနစ်ကြကြ ချင်းကလှုပ်ဆောင်နေတဲ့အဖွဲ့အစည်းဖြစ်တဲ့ချင်းအမျိုးသမီးတင်လာဆိုနေဖက်စီထားတော့အဖွဲ့အစည်းတစ်ခုဖြစ်ပြီးကချင်းတေရမှာရှိတဲ့အမျိုးသမီးအခွင့်အရေးများနဲ့ဒန်းတူညီမြမှုရရှိရေးအမျိုးသမီးများနိုင်ငံရေးနဲ့ဆုံဖြတ်ချက်ချတဲ့အဆင့်တိုင်းမှာပါဝင်နိုင်ဖို့ကြိုကြိုပမ်းပမ်းလှုပ်ဆောင်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကျွန်မတို့အနေနဲ့အဓိကလုပ်ငန်းစဉ်၄ခုအနေနဲ့ကျွန်မတို့အာလုပ်ဆောင်နေတာရှိတယ်။အာမဟုတ်ဆုံးအနေနဲ့ကကြတော့ဒီကျွန်မရနေပတ်သက်တဲ့လုပ်ငန်းစဉ်တွေကိုလည်းကျွန်မတို့ဒီ25နှစ်တာပတ်လည်နေ25နှစ်တာအတွင်းမှာကျွန်မတို့ဒီဝေလံခေါင်ဖြားတဲ့ကချင်ပြည်သားမှာရှိတဲ့အဲဒီဒီတို့သူတွေအတွက်ဒီကျွန်မရေးဆောက်ရှောက်မှုလုပ်ငန်းစဉ်တွေကိုလည်းကျွန်မတို့အာပိန်နိုင်ခဲ့တယ်အဓိကကကြတော့ဒီမိခင်တဲ့ကလေး သူရဲ့ကျောင်းမရေးနဲ့ပတ်သက်တဲ့ဟာတွေကျမတို့ဝန်ဆောင်မှုပေးနိုင်တယ်။ကျောင်းတွေမှာလည်းကျမတို့ပြည်ရေးတွေကို reproductive health နဲ့ပတ်သက်တဲ့အမြင်ခွင့်မှုတွေကိုကျမတို့ပေးနိုင်ခဲ့တာရှိပါတယ်ရှင့်။ဆိုတော့ကျမတို့ခွင့်ထားတဲ့စေခံတုံးပုံတွေကျမတို့အာလဆင်လာတိုင်းကျမတို့ယူနာပြီးရာကြောကိုကျမတို့ကျမရေးပတ်သက်တဲ့ဆောက်ရှောက်မှုတွေလည်းကျမတို့ပေးနိုင်ခဲ့တာရှိပါတယ်။ဒီနောက်ထပ်လုပ်ငန်းစဉ်တစ်ခုအနေနဲ့ကကျတော့ အာကျွန်တော်တို့ခွင့်အနေနဲ့25နှစ်တောင်အတွင်းမှာလူငယ်ပေါင်းထောင်ရှိလို့နိုင်ငံရဲ့အမြင်ဖွင့်မှုများစွာကျွန်တော်တို့ပေးနိုင်ခဲ့တယ်အမျိုးသမီးကောင်းဆောင်များစွာကိုလည်းကျွန်တော်တို့ဝေထုတ်နိုင်ခဲ့တယ်ကျွန်တော်အမွေကျွန်တော်တို့ဝေထုတ်နိုင်ခဲ့တဲ့အမျိုးသမီးကောင်းဆောင်တွေများစွာဆိုရင်လည်းကျွန်တော်တို့ရဲ့ဒေတာအတွင်းမှာရှိတဲ့ဒီမို့အဖွဲ့အစည်းအတိုင်းဝန်းမှာဒီဥဆောင်တဲ့အခမ်းအနားတွေကိုဆက်လက်ပြီးမှတာဝန်ထမ်းဆောင်ရတဲ့လူများစွာရှိဖြစ်ပါတယ် မကူတိုင်းကလည်းပေါ်လာခုနစ်သားတော့အမျိုးသမီးဆိုင်ရင်းတင်ချင်းတင်တန်းမှာတင်တန်းသူဟောင်းတယောက်ဖြစ်တယ်လို့ခုလက်ရှိမှာလည်းပေါ်မှာတောင်းထမ်းဆောင်နေတာဖြစ်ပါတယ်။ကျမတို့အနေနဲ့ဒီကုန်ကူးမှုတားဆီးတဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေလည်းကျမတို့လုပ်ဆောင်အားတိုင်းခဲ့တယ်။အဓိကအနေနဲ့တော့ဒီကျမတို့အာ human trafficking နဲ့ဒီကြမ်းမအကြမ်းဖက်မှုတွေဖြစ်ပေါ်လာတဲ့ gender based violence နဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေကိုကျမတို့ အာ survivor တွေကိုကျမတို့ပတ်ပိုးမှုတွေကျမတို့လုပ်ဆောင်နေခဲ့တယ်။ဆိုတော့ကျမတို့ဒီ25နှစ်တာကာလအတွင်းကျမတို့ပြန်ကြည့်တဲ့အချိန်မှာကျမတို့အာ survivor ရာကြောကိုကျမတို့အရင်နဲ့ case data ကိုကျမတို့ comment ခဲ့တယ်။သူတို့ကိုကျမတို့အရင်နဲ့ဒီစိတ်ပိုင်းဆိုင်ရာ social mood တွေပြောလို့ရှိရင်ကျမတို့အာခွက်မှာ hash ရှိတဲ့ဒီ safe house တွေထဲမှာဒီ safe camping ပေးတဲ့အားလုံးတွေသူတို့အတက်လို့အတက်ဒီ ဘယ်ပြောမလဲ livelihood support တွေကိုကျမတို့ပေးနိုင်ပေးနိုင်ခဲ့တဲ့ဟာတွေလည်းကျမတို့အရှိခဲ့ပါတယ်ကျမတို့ဘက်မှာဆိုရင်ဒီတယုံနယ်လည်းညီဆက်တဲ့နေဆက်ဒေတာလည်းဖြစ်တဲ့အမြောက်ဒီ human trafficking နဲ့ပတ်သက်တဲ့ဟာမျိုးတွေဒီယုံနယ်ငံဘက်ချမ်းမှာအမျိုးသမီးညီလေးတွေလုံစားခံရတဲ့ဟာမျိုးတွေအရင်အထမပုံဆောင်ခိုင်းတဲ့ဟာတွေပြီးလို့ရှိရင်ဒီအမျိုးသားတယုံအမျိုးသားတွေလည်းခံရတဲ့ဟာမျိုးတွေဆိုတဲ့ case တွေတော့ အများကြီးရှိပါတယ်ရှင့်ဆိုတော့အဲ့လိုမျိုးဟာမျိုးကျွန်တော်တို့အနေနဲ့အာကိုကြီးပတ်ပုံမှုတွေကိုကျွန်တော်တို့ဆက်ဆက်မပြတ်ကြိုးစားပြီးမှကျွန်တော်တို့လုပ်နိုင်ခဲ့တဲ့ဟာမျိုးရှိပါတယ်ဆက်လက်ပြီးကျွန်တော်တို့ခွင့်အနေဖြင့်သူ့ခင်ချိုးပေါင်းမှုမတန်းတွေကိုကောက်ယူရလုပ်ငန်းစဉ်တွေကိုကျွန်တော်လုပ်ဆောင်နေပါတယ်အဓိကကကြတော့ဒီကချင်ဒေတာအတွင်းမှာပြည့်ပြတ်တဲ့သူ့ခင်ချိုးပေါင်းမှုအာဒေတာတွေကိုကျွန်တော်တို့ cases တွေကိုကျွန်တော်တို့မတန်းတွေကောက်ယူမှုတွေကိုကျွန်တော်လုပ်လုပ်ပါတယ်ပြီးတော့လည်းကျွန်တော်တို့အနေဖြင့်တို့အတွက် ဒီစိတ်ပိုင်းဆိုင်ရာဥတရေးပေးဖို့ပြုလို့ရှိရင်တို့အတက်လိုအပ်တဲ့ဒီတို့ရဲ့ဝင်ဝေးတွေပေါ့နော် income generation တွေရှိတာပေါ့အတက်လည်းကျွန်တော်တို့ဒီမှာတို့တို့ကိုကျွန်တော်တို့အဲ့လည်းခေါ်ရတာလည်းမျိုးနဲ့ကျွန်တော်တို့လုပ်ငန်းစဉ်တွေကျွန်တော်တို့လုပ်ဆောင်ဖြစ်ပါရှင်အနာသိပြီးနောက်ပိုင်းတော်လန်ရေးခီးစဉ်ကိုပြောရမယ်ဆိုရင်2021ဒီတူဘူချူဆန္ဒပြပွဲမှာလည်းကျွန်တော်တို့ပါဝင်နိုင်ခဲ့တယ်တစ်ဖက်မှာလည်းကျွန်တော်တို့ ချမ်းပြည်နယ်မြောက်ပိုင်းနဲ့အချင်းဒေသအချို့မှာရှိတဲ့ဒီလူငယ်တွေ demonstration မှာဥဆောင်နေတဲ့လူငယ်တွေအတွက်လိုအပ်တဲ့အစည်းအဝေးကိုကျွန်တော်တို့ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့လူခွင့်ရဲ့အတွက်တကြွလှူရှားသူအယောက်90အတွက်လည်းလိုအပ်တဲ့အကူအညီတွေကိုကျွန်တော်တို့ပေးနိုင်ခဲ့တယ်ဆက်လက်ပြီးကျွန်တော်တို့ခွက်အနေနဲ့ဒီကျွန်တော်တို့ရဲ့ခြေချင်းချို့တွေအတွက်ပြလို့ရှိရင်ကျွန်တော်တို့ဒီခြေအမျိုးသမီးတွေအတွက် မြန်မာနိုင်ငံမှာလူခွေးကိုလေးစားတံပိုးထားတဲ့ Federal Democracy နိုင်ငံဖြစ်ပေါ်လာရတဲ့အတွက်ကျွန်တော်တို့ရဲ့အမျိုးသမီးအဖွဲ့ချုပ်မြန်မာနိုင်ငံနဲ့အတူဖွဲ့ဝင်အဖွဲ့အစည်းတွေနဲ့အတူကျွန်တော်တို့ဆက်လက်ပြီးမှတိုက်ပွဲဝင်သွားမယ်ဖြစ်တဲ့ဟာကိုလည်းပြောကြားလိုပါတယ်